Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့သမင်းစားလို့အရန်မြိန်မယ်ဘဲဥမဆလာချက်ကလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်တယ်တီးဆုံအချင်းရင်းလေးလည်းချက်ထားတယ်ဆိုတော့အားလုံးပဲကြောစစ်နဲ့တူလိုက်ပြီးတော့စားလိုက်ကြအောင်เนาะအရင်ဆုံးကြောစစ်တို့ဘဲဥကိုစားလေးအနှဲငယ်နဲ့အတူပြုတ်ပေးပါမယ်ပြီးသွားရင်တော့ဘဲဥပြုတ်ပြီးသားကိုအခွန်နွားပြီးတော့အခုလိုမျိုးဓာတ်ရလေးမှုန့်ပေးလိုက်မယ်ပေါ့เนาะ ပြီးရင်ဘဲဥကိုစားလေးရယ်စနုံးမုံလေးရယ်နဲ့အတူနှဲပြီးတော့ကြတော့အရသာနှက်ထားပေးလိုက်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့စီပူထဲမှာဒီအရသာနှက်ထားတဲ့ဒီဘဲဥကိုထည့်ပြီးတော့ကြတော့အပေါ်ရန်ရေကွန်လေးတွေတင်းလာသည်ဒီကြော်ပေးပါမယ်။ကဲအခုလောအပေါ်ရန်ရေကွန်လေးတွေတင်းလာရင်ဒီထားလီရောက်ပြီဆိုရင်တော့ဆဲထားလိုက်မယ်ပေါ့နော်။ပြီးသွားရင်တော့စပီချက်ဖို့အတွက်ကိုကျွန်တော်တို့ဒီကြက်သွန်နီဒနုပ်ပေါက်ထားလေးတွေကိုထည့်ပြီးတော့ကြတော့စီတက်ပေးပါမယ်။အယောင်တင်းမုံလေးထည့်ပေးပါမယ်။ ကျက်သွန်ညီနန်းလေးတွေမွေးလာပြီးတော့ကြတော့ကျွန်တော်တို့ဒီကျက်သွန်ညီအနှစ်ကလေးရသည့်အထိပေါ့နော်ကျွန်တော်တို့လုံးပေးလိုက်ပါမယ်။ပြီးသွားရင်တော့ကျွန်တော်တို့အရာတာအတွက်ကိုငံပြာကြီးလေးထည့်ပေးပါမယ်။ရာတာမုံလေးထည့်ပေးပါမယ်။ကဲအခုလိုမျိုးကျက်သွန်အနှစ်ကောင်းကောင်းလေးရပြီဆိုလို့ရှိရင်တော့ကျွန်စစ်ကရှေ့မှာဒီကြောထားတဲ့ပေါ့နော်ဘဲဥကိုထည့်ပေးလိုက်ပါမယ်။ဘဲဥနဲ့ဒီကျက်သွန်အနှစ်နဲ့အားလုံးနှံ့သွားအောင်ပေါ့နော်ကျွန်တော်တို့လုံးပေးလိုက်ပါမယ်။ဒီဘဲဥတွေကိုလည်းကျက်သွန်အနှစ်ကလေးတွေစိတ်ဝင်သွားအောင်လုံးပေးမယ်ပေါ့နော်။ ပြီးရင်တော့ကျွန်တော်တို့ရင်းနှွေးလေးအနှဲငယ်ဆွတ်ပေးလိုက်မယ်ပေါ့နော်။ကဲနောက်ဆုံးစီပြန်လာရဲ့အနေထားလေးရောက်ပြီဆိုရင်မဆလာလေးအုပ်မယ်မဆလာကိုတော့ကျွန်စစ်ကဒီစက်ညီနောင်မဆလာလေးကိုသုံးမယ်ပေါ့နော်။စက်ညီနောင်မူလလက်ဟောင်းစစ်တွေဒီမဆလာပေါ့နော်။သူကတော့များဆက်ပဲခမင်းဆိုင်မှာလဲသုံးမယ်ပေါ့နော်။ ကဲနောက်ဆုံးစီပေါက်လာပြီးတော့မဆလာနန်းလေးမွေးလာပြီဆိုလို့ရှိရင်တော့ကျွန်စစ်တို့ဒါဘဲဥမဆလာချက်ကလေးရပါပြီလွယ်ကူရိုးရှင်းပြီးတော့ကြတော့အရန်စားလို့မြိန်နေပါတော့ပြီးရင်တီးဆောင်ဟင်းလေးချက်ဖို့အတွက်ကိုတော့ကျွန်စစ်ကအခုလိုမျိုးအတီးဆောင်လေးကိုလိစိတ်ထားရတယ်ပြီးသွားရင်တော့ကျွန်စစ်တို့စီတက်ပြီးတော့ပေါ့နော်ဒီအတီးအဆောင်နဲ့ကျွန်စစ်တို့လုံးပေးလိုက်မယ်ပေါ့နော်ကဲအတီးလေးတွေနွမ်းလာတီထီလုံးပေးပြီးသွားရင်တော့ကျွန်စစ်တို့အရာတာအတွက်ကိုတော့ကျွန်စစ်တို့ရာတာမုံလေးရဲ့ပြီးရင်ငံပြာရည်လေးရဲ့ထည့်ပေးပါမယ်။ ကဲအားလုံးနဲ့တော့အောင်တခြားလေးလုံပေးပြီးတော့ကြာတော့အခုလိုစီပောက်လာရဲ့နေထားလေးကိုရောက်ပြီဆိုလို့ရှင်တော့ရင်ွေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့အပွားနေပြီးယုံမနေသေးလေးအုပ်ပေးလိုက်မယ်ကဲပြီးရင်မကြီးချင်ရင်လေးပါထည့်ပေးလိုက်မယ်ပေါ့နော် ကဲနောက်ဆုံးပွက်လာပြီဆိုရင်တော့အနမ်းလေးမွေးသွားအောင်ကျွန်စစ်ကဒီစက်ညီနောင်မဆလာလေးကိုထည့်ပေးလိုက်ပါမယ်ကျွန်တော်တို့ဒီစက်ညီနောင်မဆလာကိုလေဒီလာတာလန်းကရခိုင်ဒေသထွက်ပစ္စည်းရောင်းတဲ့မယ်ကြီးပြုံးရဲဆိုင်မှာလည်းဝယ်လို့ရရနော်ဒီမဆလာချက်ကလေးပါဒီမှာအနှစ်ကလည်း share ပဲကျွန်တော်တို့ဒါအချင်းဟင်းလေးပေါ့နော်တီးဆုံအချင်းဟင်းလေးလည်းချက်ထားပါတယ်ဇွန်ချောင်းငံပြားကြီးကြော်လေးပေါ့နော်အဲတော့ဘဲဥထမင်းနဲ့ဒီလိုမျိုးလေးအများကြီးကြော်လေးနဲ့လည်းနှဲ့မယ်အားလုံးပဲ စားကြပါအောင်ခင်ဗျ။อืมဘယ်ဥမစားကြကအနှစ်ကရှယ်ပဲလုံးဝမဆလာနဲ့မှုမွေးလေးနဲ့อืมတော်တုံးသွားရဲ့မဆလာလေးဒီမူလာလက်ဟောင်းစက်ညင်အောင်ပေါ့နော်စက်မဆလာပေါ့နော်တူအကြကျွန်တော်တို့ဒီစစ်တွေကျွန်တော်တို့ဒီမြားစပယ်ထမင်းဆိုင်နေမြားစပယ်ထမင်းဆိုင်မှာတုံးတဲ့ဒီမဆလာပဲပေါ့နော် နောက်ထပ်လည်းထမင်းဆိုင်မှာလည်းကျွန်တော်တို့အလွယ်တကူဝယ်လို့ရတယ်။ page နဲ့လည်းထည့်ပေးထားမယ်။ page မှာလည်းကျွန်တော်တို့ဒီဝယ်လို့ရတဲ့နေရာလေးထည့်ပေးထားရဲ။ပြီးရင်ဒီ Capital Supermarket လေး Capital Supermarket မှာဝယ်လို့ရတယ်။ဆိုစကကြတာ Capital Supermarket ကနေပြီးတငယ်ချင်းအောင်ဝယ်ပြီးတော့ကြတော့ပေးလိုက်တာပေါ့နော်။တော်တော်လေးတော့အဆင်ပြေရယ်ဒီ Capital Supermarket တူပါအောင်မှာလည်းအရွယ်တကူပဲလို့ရရယ်ဆိုတော့ကြတော့အဆင်ပြေရယ်ပေါ့နော်ပြီးရင်ကွာစည်းမှလည်းရရယ်อืม အကားလိုခြင်းကြတော့လေကျော်စီတို့ဒီတကက်ကနေစပြီးယူလို့ရရပေါ့နော်တကက်ဆိုလို့ရှင်လို့ရှင်သူကဘူသေးရောဘူကြီးရောဒီဆယ်လုံးပါရပေါ့နော်ဒီလိုမျိုးဒါဘူသေးဘူကြီးပေါ့နော်ဒါဆယ်လုံးပါတယ်ပြီးရင်ဒီကွာဈေးမှာလည်းဝယ်လို့ရတယ်ပြီးရင်ကပီတယ်စူပါမားကတ်မှာလည်းဝယ်လို့ရတယ်ပြီးရင်ဒီမြားဆက်ပဲထမင်းဆိုင်မှာလည်းဝယ်လို့ရတယ်အဓိကတော့တို့ဒီစစ်တွေမြားဆက်ပဲထမင်းဆိုင်မှာပေါ့နော်တို့တုံးတဲ့ဒီမဆလာပေါ့နော်အဓိကတို့ကတော့ဒါမူလလန်ဟောင်းလည်းဖြစ်တယ်စက်ညီနာကိုကျော်စီတို့ဒီစစ်တွေပေါ့နော်မူလလန်ဟောင်း မဆက်လာပါအဲ့တော့တုံးကြည့်ပါဗောနော်ကျောစစ်ကတော့အခုဒီမှာနည်းနည်းလေးတုံးတာနဲ့တာသွားပြီးတော့ကြာတော့ဟင်းကအနံ့အောင်အရာတောင်ပြည့်စုံတယ်ခင်ဗျာထပ်ထပ်အောင်ပါ ဒီနေ့ရဲ့ Joseph Blog လေးကတော့ဒါအိမ်မှာပေါ့နော်လွယ်ကူရိုးရှင်းပြီးတော့ကြတော့အရန်ထမင်းမြိန်နဲ့ဟင်းလေးချက်ပြီးတော့ကြတော့စပြတ်သွားပဲဖြစ်ပါတယ်။ဒါမျိုးလေးချက်စားကြည့်ဖို့လည်းဝင်မြပေးပါတယ်။ဒီစက်ညီနောင်မူလလက်ဟောင်းစက်မဆလာလေးကိုလည်းအရွယ်တကူပဲပြီးသုံးကြည့်ဖို့ဝင်မြပေးလိုက်ပါတယ်။ဒီနေ့ Blog လေးကိုဒီမှာပဲရက်ပြီးတော့နောက် Blog တွေမှာ Joseph နဲ့တူပြန်ပြီးတိစုံကြပါမယ်ခင်ဗျာ။အားလုံးပဲတက်တာပါ။